င်ပေးသမျှအလုံးမဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစားတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တရက်ကန်အပ်ပါတယ်ခင်ဗျာအခုတကပထမအဦးဆုံးနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဒေါ်လာ9000ကျော်ရရှိခဲ့တဲ့ The Distant Cafe ရဲ့ဖြောပြပွဲဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်မြန်မာပြည်ကလိုအပ်တဲ့နေရာတွေကိုပြန်လည်လှူဒါန်းနိုင်ဖို့ အစိုးရအင်အားကောင်းကောင်းနဲ့ပြုလုပ်ခဲ့တဲ့ The Distant Cafe ရဲ့ပြောပြပွဲကနေအမေရိကန်ဒေါ်လာ9000ကျော်ရရှိခဲ့တယ်လို့သိရပါတယ်။အခုဒေါ်လာ9000ထဲမှာစည်းစင်ထားတဲ့ဈေးကိုနှုတ်ပြီးတော့ကျန်တဲ့ဟာတွေကိုမြေပြင်ကိုပေးမယ်လို့ပြောပြပွဲမှာပါဝင်ခဲ့တဲ့အစိုးရလင်းတက်ကပြောပါတယ်။ဒီဝက်ကိုစက်တင်ဘာလ13ရက်နေ့က San Francisco Bay Area မှာပြုလုပ်ခဲ့တာဖြစ်ပြီးရန်ရန်ချမ်း Cobra လင်းနဲ့လင်းထံ DJY MT ဟာကင်ဆုစုနိုင်ကြော်တီဟာနင်းစီမေ Mark Jackson ဆလိုမွန်မြန်တို့ရဲ့အင်ဂျယ်လမုံတို့နဲ့အတူအဲ့တဲ့ဆော်တော်တွေနေနဲ့တူတူခါရာအေချမ်းမိတ်တို့ကပါဝင်ဖြောပြခဲ့တာဖြစ်ပါတယ်။အရင်နေ့ကနယူးယောက်မှာပြုလုပ်ခဲ့တဲ့ရောင်နီပွဲနဲ့လည်းအမတ်တရားတစ်ခုလုပ်ဖြစ်ခဲ့တယ်လို့ကိုလင်းထက်ကပြောပါတယ်။အချိန်အားဖြင့်ဆန်ဖရန်နဲ့နယူးယောက်က၃နာရီကျော်တယ်။အရင်ကွာတဲ့တော်တွဲမှာကိုဆန်ဖရန်ကနေဗီဒီယိုတစ်ခုကိုလင်းတို့ပွဲကိုပို့တယ်။အရင်မှာကိုလင်းတို့ရောင်နီကလည်းကျွန်တော်တို့ The Distant Cafe ကိုဗီဒီယိုတစ်ခုပို့တယ်။အရင်မှာကျွန်တော်တို့အားလုံးအတူတကွရှင်းနေကြတယ်ဆိုတာ ဆန်ဖရန်ပြည်သက်နဲ့နယူးယောက်ပြည်သက်တွေတွေ့ပြီးတော့အရင်နေ့မှာပြောကြတယ်လူပေါင်းချိပြီးတော့ပြည်သက်တွေတော်လန်ရေးအတွက်ရုံကန့်နေရတယ်ဆိုတာကိုပြနိုင်ခဲ့တယ်လို့မတရားအကြောင်းတွေပြန်ပြောပြပါတယ်အဲလိုပြုလုပ်တာကတော်လန်ရေးဘက်တော်သားတွေချင်းချင်းတွေ့ခွဲအောင်အွန်လိုင်းကနေတွေ့ထုတ်ပေးနေပေမဲ့အများအားစစ်စစ်လုံးလုံးရှိနေတာကိုပြသနိုင်ခဲ့တာလို့ဆိုပါတယ်ဒါပြင်အမေရိကန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေကလည်းတချို့ဆိုရင်မြန်မာနိုင်ငံသားမဟုတ်ပေမဲ့ မြမပြည်အတွက်တောက်လျှောက်ပါဝင်ပေးနေတာကိုတွေးနေရတယ်လို့ပြည်သူတွေရဲ့ပါဝင်မှုပေါ်ကိုလင်းထက်ကပြောပါတယ်ပြည်တွင်းမှာနေထိုင်သူတွေအနေနဲ့လည်းဖိနှိပ်မှုတွေများတာကြောင့်အတန်တိတ်နေကြရတာဖြစ်ပြီးပြည်ပမှာနေတဲ့သူတွေကအတန်တိတ်နေသူတွေတွက်ပါအတန်ထုတ်ပေးရတာဖြစ်တယ်လို့ဆိုပါတယ်အခုကျွန်တော်တို့ The Distant Cafe အနေနဲ့အခုဆောင်ပုံလေးတစ်ခုနဲ့သွားနေတာရှိပါတယ်နှွေဦးမှာဝင်းမြဲဝေးမယ်ငါတို့ကရက်မသွားဘူးဆက်သွားအောင်မှာကျွန်တော်တို့ကတော့ဒါကိုဆက်လုပ်အောင်မယ်ဆက်သွားရမှာပေါ့လို့ဆိုပါတယ် The Delta Cafe ကအမေရိကန်နိုင်ငံမှာရောက်ရှိနေတဲ့နှုတ်ပညာရှင်အစိုးဖွဲ့လေးအနေနဲ့မြန်မာပြည်ကလိုအပ်တဲ့နေရာတွေအတွက်ဖြောပြေးပွဲတွေပြုလုပ်ပြီးရမုံငွေရှာဖွေပေးနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလနဲ့ဇူလိုင်လမှာလည်းပြည်တွင်းကငလျင်တန်တဲ့ပြည်သူတွေအတွက်ရမုံငွေဖြောပြေးပွဲတွေပြုလုပ်ပြီးထောက်ပံ့ပေးခဲ့ပူပါတယ်။နောက်ထပ်ထမံတင်ဆက်ပေးခြင်းတဲ့တင်ကတော့အငါစမှုဒန်းသူတဝိုးပါဝင် အချမ်းဖက်စကောင်းစီတတာတုံးဦး KNL တရင်ကိုထန်လင်းဝင်းနေဆိုတဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။ ကရင်မျိုးသားစီယုံကရန်ညူဓမ္မအုံနေမြေညောင်လေးပင်ခရိုင်ကြောက်ချီမျိုးနယ်အခြေဆိုင်ကရင်မျိုးသားလုံမြောက်ရေးတပ်မတော် GNL တရင်ကိုထမအကြံပတ်စကောင်းစီတသားတဲ့တုံးကိုလင်းဝင်လာတယ်လို့ကရန်ညူဘဟုကယမန်နေ့စတေမလာ19ရက်နေ့မှာထုတ်ပြန်ပါတယ်ပြီးခဲ့တဲ့စတေမလာ14ရက်ညနေပိုင်းကစကောင်းစီတက်ခါလိုက်ရ60ရက်မှစမှုတန်တသားတုံးနဲ့ခါမရ960တရက်မှတသားတဝူတို့လင်းဝင်လာတာဖြစ်တယ်လို့ဆိုပါတယ် အဲ့ဒီလင်းဝင်လာတဲ့သူတွေဟာစမှုတန်ဘတ်စင်17မှတနန်းစင်းများဖြစ်ကြောင်းတသားတအုပ်ဟာဂျေးဝါကိုစားတင်ခွန်း20နဲ့အငါစမှုတန်းသူဖြစ်ပြီးဂျန်နဲ့နှစ်အုပ်ဟာမတရားစမှုတန်စုဆောင်းခံရသူတွေဖြစ်တယ်လို့ပြောပြပါတယ်လက်ရှိမှာလင်းဝင်လာသူတွေအနေနဲ့လက်နဲ့ယူဆောင်လာနိုင်ခြင်းမရှိပေမဲ့လည်းအဝေးအစားနဲ့ဇာတောက်ဆရာများထောက်ပံ့ပေးရပြီးတော့ကောင်းမွန်စွာထိမ့်သိမ်းဆောင်းလျှောက်ထားတယ်လို့ KNU ကအတည်ပြုပါတယ်ဒါပြင်အကြောင်းမျိုးမျိုးကြောင့်မတရားစမှုတန်ခိုင်းစိတ်ခံရတဲ့ အာနာတိန်အချမ်းပတ်စက်တက်အတွင်းမှာတသားများအနေနဲ့လည်းနီဆိုင်ရတော်လန်ရေးတက်များထန်တို့ရာရနီလန်းနဲ့လက်နက်နီဆိုင်ရတော်လန်ရေးတက်များထန်တို့ရာရနီလန်းနဲ့လက်နက်ချအလင်းဝင်ပူပေါင်းကြရန်ကေရန်ညူကဓမ္မန်တိုက်တွန်းထားပါတယ်လက်ရှိမှာအချမ်းပတ်စကောင်းစီဟာနိုင်ငံတော်ကလူငယ်လူရွယ်များကိုနေမျိုးစုံနဲ့စတားဆုဆောင်ပြီးရှေးတန်းမှာရှိတဲ့စမြင့်ပြင်များမှာအသုံးပြုလျက်ရှိရမှာတော်လန်ရေးတပွဲများထန်လက်နက်များယူလာပြီးတော့တော်၎င်းလက်နက်မပါဘဲနဲ့တော့၎င်းလေဝင်ရောက်မှုတွေမကြာခဏရှိနေပါတယ် အကျံပတ်စကောင်းစီဟာအာရမစတဆူဆောင်းတဲ့မီးနဲ့အင်အားဖြစ်နေတာကြောင့်၎င်းတို့ရဲ့အေးတွဲအင်အားထိုက်တင်တလောက်ဒိုးနေတာဟာမှန်မိမယ်လေ၎င်းတို့တို့တိုက်ခိုက်ရေးအင်အားမြင်းများဖြစ်လာတယ်ဆိုတာကိုစောင့်ကြည့်ဖို့လိုအပ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးဦးမုံကပြောကြားခဲ့ပြီးတော့ဒေကြတာကစကောင်းစီတက်ကနေထွက်ပြေးကဒေါ်လန်ကြီးတပွဲများတန်းလူလန်းနဲ့အားဖြစ်ပေးနေသူများနေဆက်နေများရှိနေတယ်လို့သိပေးပါတယ်နောက်ထပ်တမန်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ ကံပလူဇေကုံမြို့ရဲစခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုတွင်ရဲရရှိများအပါအဝင်ရဲချောက်ကိုတေဆုံးပြီးလေဦးရှင်ဖမ်းမိကောင်လက်နက်၁၂လက်ကိုတင်ဆက်ရရှိခဲ့ပြီးရဲစခန်းတစ်ခုလုံးကိုမိရှုရှင်းလင်းတဲ့တရင်ကိုတင်ဆက်ပေးကြပါရစေ။စကိုင်းတိုင်းကံပလူမြို့နယ်ဇေကုံမြို့ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာရဲရရှိငယ်တွေအပါအဝင်ရဲချောက်ကိုတေဆုံးပြီးလေဦးရှင်မိကတနက်၁၂လက်တင်ဆက်ရရှိခဲ့တယ်လို့ဒူဝန်ပြည်သူ့ကော်မတီဖွဲ့မှတာဝန်ရှိသူတဦးကပြောပါရစေ။ ယမန်နေ့စက်တင်ဘာလ19ရက်နေ့ညနေ3:00နာရီခန့်မှာကမ်ဘလူမြို့နယ်ဇေကုံးမြို့ရဲစခန်းကိုဒေါ်လန်ကြီးတပွဲအများကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲလိုတိုက်ခိုက်မှုဟာမင်းနဲ့ပိုင်းတာကြာမြင့်ခဲ့ပြီးအကြံဖက်စက်တပ်ပမရဲဖို့လေးနဲ့ရဲတပ်သားတွေအပါအဝင်6ဦးတေဆုံးကြကြောင်းဒါပြင်ရဲဖို့လေး2ဦးရဲတပ်သား2ဦးရဲမိသားစုဝင်4ဦးနဲ့ချုပ်သား3ဦးတို့ကိုလည်းအရှင်ဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။တိုက်ပွဲများတွင်မှာရဲများထံမှជីသူရီတနက်6လက် G4 တနတ်တလာ MA50 တနတ်တလာနဲ့ Pinsto တနတ်တလာတို့ကိုတင်ဆက်ရရှိခဲ့ပြီးရဲစခန်းအတွင်းမှာရှိတဲ့အဆောက်အအုံများကိုမိရှုရှင်းလင်းခဲ့တယ်လို့သိရပါတယ်။အခုဇီကုံမြို့ရဲစခန်းကိုကျွန်တော်တို့တော်လန်ရေးတပွဲဝင်တွေဝင်ရောက်တိုက်ခိုက်ခဲ့တာမှာအရာရှိငယ်တွေအပါအဝင်ရဲ6ကောင်တိုက်ဆုံပြီးရဲ4ကောင်ရှင်ဖမ်းမိပါတယ်။ကျန်းတဲ့ဖမ်းဆီးရမိသူတွေကသူတို့ရဲမိသားစုဝင်တွေနဲ့အချုပ်သားတွေပေါ့။လက်နက်12လက်တင်ဆက်ရရှိခဲ့ပါတယ်။တိုက်ပွဲကမိနစ်ပိုင်းလောက်ပဲကြာတယ်လို့ ဒူဝင်ပြည်သူ့ကဝေတဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကိုကမ်ဘလူ KI ဘာကာဖစစ်ကြောင်းမှဦးဆောင်ပြီးရေဦးထူးဝင်ဘာကာဖနဲ့နေမြေကန်ဘာကာဖများကပူးပေါင်းလှုပ်ဆောင်ခဲ့ကဒေါ်လိုင်းရဲဘော်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဒဝဲမျိုးမှလောင်လုံးမျိုးတို့လာတဲ့စစ်ရင်နံဂျားပြတ်တိုက်ခိုက်ခံရပြီးအကြံဖက်စတက်ဘက်ကထိခိုက်မှုများတာကြောင့်တက်ဆုတ်ပြေးသွားတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။တနင်္လာရီတိုင်းဒဝဲမျိုးကနေလောင်လုံးမျိုးကိုလာတဲ့ အကျမ်းပတ်ဆေးရနံဂျားပြတ်တက်ခိုက်ခံရပြီးဒီကိုက်တည်ဆုံးမှုတွေများတာကြောင့်တဆုပ်ပြေးသွားတယ်လို့ဒေတာရင်းစစ်ရေးသတင်းရင်းမြစ်ကပြောပြပါတယ်။ဂျမန်နေစတင်မာလာ16နှစ်နဲ့မနက်အစောပိုင်းမှာဒဝဲမျိုးကနေလောင်လုံးမျိုးတို့လာရောက်တဲ့အင်အားတရားကျော်ပါတဲ့အကျမ်းပတ်စစ်တပ်ရင်နန်းကိုဒေါ်လန်ကြီးတပွဲများကလမ်းမိုင်းတစ်နေရာမှာဂျားပြတ်တက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲလိုတက်ခိုက်မှုတွေမှာအကျမ်းပတ်စစ်တပ်ကဒီကိုက်တည်ဆုံးမှုတွေများပြားတာကြောင့်အရိယဏံတစ်ခုလုံးဟာဒဝဲမျိုးဘက်သို့ပြန်လဲဆုတ်ပြေးသွားကြကြောင်း လက်ရှိချိန်မှာဂျမတ်စစ်တပ်စစ်ကြောင်းဟာလောင်လုံးမျိုးနဲ့ဒဝဲမျိုးအစမှရှိနေတဲ့ကြောင်းသိရပါတယ်။ဒီနေ့မနေ့အစောပိုင်းကဒဝဲမျိုးဘက်ကနေလောင်လုံးမျိုးဘက်ကိုတက်လာတဲ့စစ်ကွေးအင်အားတရားကျော်ပါတဲ့ရင်နန်းကိုဒေါ်လန်ရီတပွဲတွေကကြားပြတ်တိုက်ခိုက်ခဲ့တာပါ။အဲဒီမှာစစ်ကွေးတွေအထိနာပြီးတော့လောင်လုံးမျိုးထိမရောက်လိုက်ပါဘူး။လမ်းပိုင်းကနေပဲပြန်ဆုတ်ပြေးသွားတယ်။အခုအဲ့ဒီကွေးစစ်ကြောင်းကကိုးထိဒဝဲနဲ့လောင်လုံးအစမှရှိနေတဲ့တဲ့သူတို့ထပ်ပြီးတော့တက်လာမလားတော့မသိဘူး။ မနှက်ပြန်တဝဲကိုတရောင်းသားမယောင်းနိုင်လာမှဆိုတော့လောင်းလုံးထိပါဆင်းပြီးလုံချုံရေးလာလို့တာလို့တော့ထင်တယ်လို့ဒေတာရင်းစီရဲ့သတင်းရင်းမြစ်ကပြောပြပါတယ်။ဒါပြင်ယမန်နေ့စက်တင်ဘာလ19ရက်နေ့မှာလည်းအချမ်းဘတ်စစ်တပ်ကတဝဲမျိုးကိုမယောင်းနိုင်လာရောက်မှဖြစ်တာကြောင့်နေမည်ရှင်းလင်းတဲ့ပုံစံနဲ့တဝဲမျိုးနဲ့လောင်းလုံးမျိုးနဲ့တရချောင်းမျိုးနဲ့ရေပြူမျိုးနဲ့တို့မှာရှိတဲ့ဂျီဝါဆယ်ကူးကျော်ကိုအချမ်းဘတ်စစ်တပ်ကဝိုင်းတွဲလျင်နှစ်စီးနဲ့120မမဘုံများအကျိတ်90ကျော်ကျဲချတိုက်ခိုက်ရမှာ။ ပြီးသူနှစ်ဦးတည်ဆုံပြီး၅ဦးပြင်းထန်တန်ရာရရှိခဲ့တယ်လို့သိရပါတယ်။နောက်ထပ်တမန်တင်ဆက်ပေးခြင်းတဲ့တင်ကတော့အမေရိကန်တမရာထရန့်ကမြန်မာပါဝင်၅နိုင်ငံကိုမူရစေဝါတိုက်ဖျက်ရန်ပြက်ကွက်တဲ့နိုင်ငံများဖြင့်တတ်မှတ်ကြေညာလိုက်ကောင်းအမေရိကန်စစ်တပ်ကဗင်နီဇွဲလာနဲ့ပတ်သက်တဲ့မူရစေဝါနှိမ်နှင်းရေးတွေလုံဆောင်နေတဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။အမေရိကန်တမရာထရန့်ကမြန်မာပါဝင်အာဖဂန်နစ္စတန်ဘိုလီဗီးယားကိုလံဘီယားနဲ့ဗင်နီဇွဲလာစုစုပေါင်း၅နိုင်ငံကို မူရီစေဝတိုက်ဖြတ်ရန်ပြက်ကွက်တဲ့နိုင်ငံတွေဖြစ်သတ်မှတ်ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ15ရက်နေ့မှာအမေရိကန်တမရကအဲဒီလိုသတ်မှတ်ကြေညာလိုက်တာဖြစ်ပြီးအဲဒီဆုံးဖြတ်ချက်ဟာမူရီစေဝတိုက်ဖြတ်ရေးတွက်အဲဒီနိုင်ငံတွေကိုဘေးရနေတဲ့ငွေချေးပံ့ပိုးမှုတွေပေါ်တရားမှုတွေရှိနိုင်ကြောင်းလက်တလော့ဗင်နီဇွဲလားနိုင်ငံမှာအမေရိကန်စက်တပ်ဖြင့်မူရီစေဝတဲယူပိုးဆောင်နေတဲ့လေများကိုဖောက်ခွဲဖျက်ဆီးမှုတွေလှုံ့ဆော်ခြင်းအပြင်မူရီစေဝနိုင်ငံကြီးတွေလှုံ့ဆော်လျက်ရှိတယ်လို့သိရပါတယ်။အာဖဂန်နစ္စတန်၊ဘိုလီးဗီးယား မြန်မာကိုလံဘီယာနဲ့ဗင်နီဇွဲလာနိုင်ငံတို့အနေနဲ့လွန်ခဲ့တဲ့ဆန္ဒလားတာအတွက်နိုင်ငံတကာမူရည်စေဝါနိုင်နေရေးသဘောတူညီချက်မှာပါတဲ့သူတို့ရဲ့တာဝန်ဝတရားတွေကိုလိုင်းနာအကောင့်ထဲပေါ်ဖို့ဖြတ်ခွက်ခဲ့ပါတယ်လို့အမေရိကန်သမ္မတထွန်းကသူ့ရဲ့ကြေညာချက်ကိုဖတ်ကြားပြောဆိုပါတယ်အမေရိကန်ဥပဒေအရအမေရိကန်သမ္မတကလွန်ခဲ့တဲ့ဆန္ဒလားတွင်မူရည်စေဝါနိုင်နေရေးသဘောတူညီချက်များကိုအကောင့်ထဲပေါ်ရန်ဖြတ်ခွက်တဲ့နိုင်ငံများနဲ့ဝတရားများမပြည့်မီတဲ့နိုင်ငံများကိုနှစ်စဉ်ခွဲခြားတတ်မှတ်ထုတ်ပြန်ရတယ်လို့သိရှိရပါတယ် နောက်ထပ်ထပ်မံတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ဆက်ရှောင်းနေကြိုးတင်းမဲပေးရေးဇီယုံဖို့ကခဲနေတယ်လို့ဒေါက်တာတသက်ခိုင်ပြောဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။ဇပေးရှောင်းနေသူတွေနဲ့နေရဆုံးခွာသူတွေကိုကြိုတင်းမဲပေးချဖို့ဇီယုံတိုက်တော်နိုင်ရေးမှာအခက်အခဲတွေရှိတယ်လို့ပြည်သူ့ရှေးဆောင်ပါတီ PPP ရဲ့ဥက္ကဋ္ဌဒေါက်တာတသက်ခိုင်ကပြောဆိုပါတယ်။ပါတီတွေအနေနဲ့မဲဆွဲရေးနဲ့မဲပေးရေးဇီယုံမှုတွေကိုအွန်လိုင်းပေါ်ကလုံနိုင်တဲ့အခြေအနေပဲရှိနေတယ်လို့သူကဆိုပါတယ်။ပါတီတွေကလုံရခတ်တာပေါ့နော်။ ။ဘာဖြစ်လို့လဲဆိုတော့ဘသူကဘဲမှရောင်းနေလေကျမတို့မှမသိတာ။တိုက်ပွဲရှောင်းစကန်တကူးအနေနဲ့စူးစီးရှိရင်တော့တမျိုးပေါ့။အဲဒါဆိုရင်တော့ဒေသမှာရှိတဲ့ပါတီလူတွေကသိတာပေါ့။အဲလိုမဟုတ်ဘဲနဲ့အိမ်ငါးနေကြတာအမျိုးအိမ်မှာနေကြတာဆိုရင်မသိနိုင်ဘူးလို့ဒေါက်တာတသက်ကန်ကပြောပါတယ်။ဂျိုတင်မဲဘဲလို့သူတွေအနေနဲ့နိုဝင်ဘာလ25ရက်နေ့ကနေ26ရက်အတွင်းမဲပေးနိုင်ပြီးโจเตมเมรี่ကအီလက်ထရောနစ်မဲပေးဆက်300မှာမဟုတ်ဘဲနဲ့မဲလက်မှတ်နဲ့တာပေးရမယ်လို့ရေကောက်ပွဲကော်မရှင်စီကသိရပါတယ် အဲလိုကြိုတင်မဲ့ပေးခွင့်ရှိသူတွေထဲမှာပြည်တွင်စဲကြောင်နေရဆုံးခွာရသူ၃တမ၅တန်ရှင်းနေပြီဖြစ်လို့အခုဒီဗမာနာကတော့အများဆုံးဖြစ်မယ်လို့နားလည်ရပါတယ်။အဲဒီလိုယာယီနေရဆုံးခွာသူတွေကြိုတင်မဲ့ပေးဖို့နေရဆုံးခွာသူတွေကမျိုးနယ်ကော်မရှင်ဖွဲ့ွယ်ထေးစီတွားရောက်တောင်းဆိုပြီးတမတ်ပုံစံတွေဖြည့်သွင်းဆောင်ရရမှာဖြစ်ပါတယ်။ဒါပေမဲ့အပူမျိုးစုံနဲ့နေရကနေဆုံးခွာလာရလို့လူမှုရေးဈေးပွားရေးပြဿနာတွေရော နေရတဲ့မှာနေထိုင်ရတဲ့လူမှုဒုက္ခတွေကြောင့်မဲပေးဖို့ကိုအားထုတ်ကြိုးပမ်းပါမလားလို့နိုင်ငံရေးပါတီတချို့ကစိုးရိမ်နေပါတယ်။ဒါပြင်ပြင်ဆင်လိုက်တဲ့ရွေးကောက်ပွဲဥပဒေတွေရမဲဆန္ဒနဲ့ပြင်ပရောင်းနေတဲ့စစ်သားတွေ၊ကျောင်းသားတွေ၊တင်နန်းသားတွေနဲ့ချုပ်ချနေသူတွေဇေယုံတက်နေတဲ့အတွင်လူနာတွေနဲ့ယာယီနေရဆုံးခွာရသူတွေကကြိုတင်မဲပေးခွင့်ရှိတယ်လို့ဖော်ပြထားပါတယ်။ဒါပြင်မဲဆန္ဒနဲ့ပြင်ပကိုရောင်းမနေပေမဲ့မဲယုံကိုကိုယ်တိုင်မလာနိုင်တဲ့နာဇီယောဂတွေ၊ယောဂပြင်းထန်သူတွေ၊ပုံမင်းမစွမ်းသူတွေ ်မိနစ်တဲတွေလည်းကျုပ်တဲ့မဲပေးခွင့်ရှိတယ်လို့ပါရှိပါတယ်။နောက်ထပ်တမ်းတက်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာပြည်သူများရဲ့အင်တာနက်အသုံးပြုမှုအားလုံးကိုဒေယုံနိုင်ငံကအပြေးအဝထိန်းချုပ်ခွင့်ရရှိသွားပြီးမင်းအောင်လိုင်းကတိုင်းပြည်ကိုဒေယုံလက်ထဲထဲလိုက်ပြီးဆိုတဲ့သတင်းကိုတက်ဆက်ပေးကြပါတယ်။မြန်မာပြည်သူများရဲ့အင်တာနက်အသုံးပြုမှုတွေအားလုံးကိုဒေယုံနိုင်ငံကအပြေးအဝထိန်းချုပ်ခွင့်ရသွားပြီးမင်းအောင်လိုင်းကတိုင်းပြည်ကိုတရုတ်လက်ထဲထဲသွင်းလိုက်တဲ့သဘောလို့ဆိုနိုင်တယ်လို့လူခွင့်ရင်နဲ့နေပြည်တော်ကျွမ်းကျင်တဲ့ဆောင်းကြီးလေးလာရေးဖွဲ့တွေကပြောပါတယ် ကမ္ဘာအဆိုးရွားဆုံးတရုတ်ရဲ့အင်တာနက်စင်ဆာစနစ်ဖြစ်တဲ့ Great Firewall အသုံးချပုံအနေနဲ့ပတ်သက်တဲ့မကြာသေးမီကဖြစ်ပွားခဲ့တဲ့ရုပ်ဝတ်သတင်းချက်လက်များပေါ့ချခဲ့မှုအောင်နိုင်ငံတကာမီဒီယာများနဲ့ Digital နေပညာနယ်ပယ်ကူတာမကနိုင်ငံရေးလောကကိုပင်ကြီးမားတဲ့ရိုက်ခတ်မှုတွေဖြစ်လာစေပါရင်အစိုးရရုပ်ဝတ်ပေါကြားမှုနဲ့ဆက်ဆက်ပြီးတော့အများပြည်သူဒိစိယံနဲ့ဒုသိတနာပြုလေးလာရန်တို့ကမီဒီယာများအစိုးရမဟုတ်တဲ့နေပညာရပ်ဖက်ဖွဲ့စည်းများကအပေါင်းစုတစ်ခုဖွဲ့စည်းကအတူတကွဆန်းစစ်လေးလာခဲ့ကြပြီး ဒီတို့ရှိချက်တွေကိုပြီးခဲ့တဲ့ရက်ပိုင်းတွင်းကစီရင်ကန်စာထုတ်ပြန်ခဲ့ပါတယ်။ပေါကြားလာတဲ့ Fine US 900 GB ကြော်ချက်လက်တွေရောက်ဒီဟုတ်ရဲ့ internet စင်ဆာစနစ် DSG ကိုဒီဟုတ်နိုင်ငံ Great Firewall ရဲ့ဖားကင်လို့တင်စားကြလေးရှိတဲ့ Fanpin စင်ကုမ္ပဏီရဲ့ကိုဝါတပွဲဆက်ဆက်နေတယ်။တရုတ်နေပညာကုမ္ပဏီ Great Network ကဇေယျစုလိုကြမြန်မာနိုင်ငံမှာလာရောက်တက်ဆင်ခဲ့တာဖြစ်ပြီးလက်ရှိမှာစတင်အသုံးပြုနေပြီဖြစ်ပါတယ်။ဒီဟုတ် internet စင်ဆာနေပညာနဲ့ပတ်သက်တဲ့ပေါကြားခဲ့မှုတို့များတဲ့မှာ အသေးစိတ်အကြဆုံးနဲ့အချက်လက်အများဆုံးပါဝင်တဲ့အဆိုပါပေါ့ချမှုဟာပြည်ရဲ့နေပညာကော်မတီ Greedy Network မှတဆင့်ပေါ့ချခဲ့တာဖြစ်ပါတယ်။ပေါ့ချလာတဲ့ဖိုင်များထဲမှာ Google ရဲ့ DST Internet စင်ဆာစနစ်ကိုမြေထုတ်တီထွင်ထားတယ်လို့ဖော်ပြထားတဲ့အချက်လက်များတာမကောင်းမြန်မာပြည်တို့မှာရှိတဲ့ Internet အသုံးပြုတဲ့လမ်းကြောင်းတစ်ခုလုံးကိုအသေးစိတ်ခွဲခြမ်းစိတ်ပြစစ်ဆေးဖြေရှာထုတ်ပြန်ပေးတဲ့ DPI platform များမြေထုတ်တိစောက်ခြင်းဆိုင်ရာအပြင် Internet စင်ဆာဖြတ်တောက်စောင့်ကြည့်ထောက်လှမ်းခြင်းများကိုအသုံးပြုမှုဆိုင်ရာ များစွာသော DST ရဲ့ဆန်ဆောင်ရေးချက်လက်များလည်းပါဝင်နေပါတယ်။ဒေဟုတ်ကပေါကြလာတဲ့ကုမ္ပဏီရဲ့စာရွက်စာတမ်းတသိန်းကျော်ပါချက်လက်များပေါ်ချေခံပြီးဒီဟုတ်ကုမ္ပဏီ Greedy Network ဟာမြန်မာစဲအုပ်စုကိုကြောက်ကမန်းလေးလေးဆန်ဆောင်နိုင်တဲ့ထောက်လိုင်းရေးနေပညာနဲ့စပြက်စီးများကိုတက်ဆင်ရောင်းချပေးခဲ့တယ်လို့ဘူပေါင်းစိုးပွဲရဲ့ဖွဲ့ဝင်နေပညာအဖွဲ့စည်းတစ်ခုကစီရင်ကန်စာထုတ်ပြန်ပေါ်ပြခဲ့ပါတယ်။အဆိုပါ Greedy ရဲ့ DST Internet Sensor စနစ်ကို မြန်မာနိုင်ငံတွင်းမှာရှိတဲ့ Atom, Orido, MPD ကဲ့သို့ပြည်တွင်းစက်သွေးရေးကုမ္ပဏီ73ခုပါဝင် Data Center 26ခုမှာတက်ဆင်ထားပြီးတော့၎င်းဟာအင်တာနက်သုံးမျိုးသူမြန်မာပြည်သူ33တန်းကျော်ရဲ့အင်တာနက်ပေါ်စက်သွေးလှူရှားမှုပေါင်း81တန်းခန့်ကို အချိန်နဲ့တပြေးညီတပြိုင်နက်စောင့်ကြည့်နိုင်တယ်လို့တွေးကြည့်ချက်ထုတ်ပေါ်နိုင်ခဲ့ပါတယ်။အရေးပေါ့ချောင်မှုမှတက်ဆင်တရှိလာတဲ့ချက်လက်များပေါ်အခြေခံပြီးတော့ဒီရောက်ကုမ္ပဏီကမြန်မာဆဲအုပ်စုကိုရောင်းချတက်ဆင်ပေးထားတဲ့ဒီရောက်ရဲ့ Great Firewall ပုံစံတူအင်တာနက်စင်ဆာဖြတ်တောက်ရေးစနစ်ဟာ မြန်မာပြည်သူများပေါ့မိတို့မိပုံတရောက်နိုင်နေဆိုတာကိုခုလိုဆက်သွယ်မေးမြန်းခဲ့ပါလိမ့်။အခုလေဝါပေါက်ကြားလာတဲ့ချက်လက်တွေပေါ့ခွဲချန်စိတ်ပြလေးလာတို့ရှိချက်တွေရောက်ဂရီတီဟာသူတို့ရဲ့လုပ်ငန်းဆောင်တာတွေရှိတဲ့မြန်မာပါဝင်ဖောက်တဲ့နိုင်ငံများအတွင်းတဆင့်ထားတဲ့၎င်းတို့ရဲ့စနစ်ရန်ရားတွေကိုအဝေးကနေချိတ်ဆက်အုံပြိုးနိုင်စွာရှိနေတယ်ဆိုတာတွေ့ရပါလိမ့်။ဆလိုတာကဂရီတီဟာမြန်မာနိုင်ငံရဲ့အင်တာနက်သုံးစွဲသူတွေရဲ့ချက်လက်တွေကိုအချိန်မရွေးဝင်ရောက်ကြီးစုနိုင်တယ်လို့လေးလာဆောင်ကြည့်ခွဲချန်စိတ်ပြထောက်လန်းနိုင်တယ်ဆိုတာပါပဲလို့ Inter Supply ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ကဖြစ်ကြပါတယ်။ဒါပြင်မြန်မာနိုင်ငံရဲ့ချောက်ကြအာဏာနဲ့ဓာတ်ရိုက်ပတ်သက်တဲ့33တန်းကြော်တဲ့အင်တာနက်သုံးပြူသူမြန်မာပြည်သူများအားလုံးရဲ့အင်တာနက်သုံးပြူမှုချက်လက်များအောင်ဒီရုပ်ဆိုးရကဝင်ရောက်ချိတ်ဆက်သုံးပြူနိုင်တယ်ဆိုတဲ့အချက်နဲ့ပတ်သက်လို့လည်းမြန်မာနိုင်ငံမှာအင်တာနက်ဆင်ဆာစနစ်လာရောက်တက်ဆက်တဲ့ Grady Network နဲ့ဒီရုပ်နိုင်ငံတော်ကောင်စီဒိန်ချုပ်ခန့်ဒီရုပ်သိပ္ပံအကယ်ဒမီတို့ကြောင့်အပြန်အလှန်ပံ့ပိုးဆက်သွယ်နေမှုများကိုဖော်ညွှန်းနေပေါက်ကြားလာတဲ့မဆလက်ရဲ့စာရွက်စာတမ်းများက၎င်းချက်တွေကိုတည်တည်ပြနေတယ်လို့ အဆိုပါအင်တာဆက်လက်ရဲ့ပြောရေးသွင်ရှိသူကပြောပါတယ်။မဆာလက်ဟာတရုတ်နိုင်ငံရဲ့အစိမ့်မြင့်ဆုံးဖွဲ့ဖြစ်တဲ့တရုတ်နိုင်ငံတော်ကောင်စီထိန်းချုပ်ကံတရုတ်သိပ္ပံအကယ်ဒမီလောက်မှရှိတဲ့ Institute of Information Engineering ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးဂရီးဒီနယ်၎င်းတို့ကြောင့်မှပြန်လည်ပံ့ပိုးဆက်သွယ်နေတာကိုဖော်ပြနေတဲ့မဆာလက်ရဲ့သတင်းချက်လက်များပေါက်ကြားလာမှုမှတစ်ဆင့်အခုလိုမြန်မာနယ်ပတ်သက်တဲ့ဇုံရင်းပွဲအချက်များတရှိခွင့်ရရှိလာရခြင်းလည်းဖြစ်ပါတယ်။ အိုင်လိုပေါကြားလာတဲ့မြန်မာနိုင်ငံတွင်းတရုတ်ပုံစံတူအင်တာနက်စင်ဆာစနစ်နဲ့ပတ်သက်တဲ့အချက်လက်များပေါ်အခြေခံပြီးမြန်မာရေးတကြွလှုပ်ရှားဆောင်ရွက်နေတဲ့အမည်ဖော်လို့သူ digital ပညာရှင်တဦးကအခုဒီကိစ္စကစတက်ကိုတော်လန်သူတွေပဲထိမှာမဟုတ်ပါဘူးတနိုင်ငံလုံးထိမှာစစ်ဘိုလ်ဘိုလ်ချုပ်မဘာသာဆက်လော်ပြီးတယောက်မှမကြံဘူးမြန်မာပြည်သူတွေဘယ်သူမှမစိုးအချိန်မရွေးဒီရန်နေရရဲ့အောက်မှာတားကောင်ဖြစ်သွားနေမှာလေမယောင်းလည်းကသူ့အနာတီမြဲရေးအတွက်တရုတ်ကိုအကုန်ချကျွေးတာ တိုင်းပြည်ရဲ့ထုတ်ကြအာဏာဆိုတာကိုတော့လေထဲမှာယုံရည်သလိုဖြစ်သွားပြီလို့ပြောပါတယ်ဒီလိုအင်တာနက်ကမှာတနိုင်ငံလုံးရဲ့ဒေစိတ်ဒေတာချက်လက်တွေကိုပေးလိုက်မှတော့နောက်ပိုင်းဆိုရင်တရုတ်ကဆဲဟုစုလော်ဘီပါမကြမ်းပြည်သူတွေအားလုံးရဲ့ဒေတာတွေကိုခွဲခြမ်းစိတ်ပြလေးလာတုံးတက်ပြီးတော့မြမအေးမှဒေထပ်ပို့ပြီးလို့တို့လိုပုံသွင်းချောက်ကိုင်းလာနိုင်တယ်လို့မြမပြည်သူတွေအထူးသဖြင့်သူတို့လိုချင်သူတနည်းအားဖြင့်သူတို့တို့ရဲ့အေးပါသူအန္တရာယ်ပေးနိုင်သူလို့သူတို့ယူဆတဲ့သူတွေကိုလည်း ။ဇယင်းနဲ့မပင်ပြုစုပြီးတော့ရွယ်ချက်ရှိရှိစောင့်ကြည့်ထောက်လန်းတာတွေဥပဒေမဲ့ရေယူတာမျိုးတွေအချိန်မရွေးဖြစ်လာနိုင်ပါတယ်လို့၎င်းကဆိုပါတယ်။ပေါကြားလာတဲ့သတင်းချက်လက်တွေဟာမြမဆေဥစုအလို့ကြတရုတ်ရဲ့ Great Firewall ပုံစံတူ Internet စစ်ဆာစနစ်လာရောက်တက်ဆက်တဲ့ Greedy Network နဲ့မဆလန်တရုတ်ဆိုရလက်အောက်ကန်တရုတ်သိပ္ပံအကယ်ဒမီတို့ကြားဇိုရင်းပွဲရာအပြန်အလှန်ချိတ်ဆက်ဆန်းရွက်နေမှုတွေဟာမြမပြည်သူအလုံးနဲ့နိုင်ငံရဲ့ချုပ်ချကိုမြင်များတိစစောဝါထိခိုက်စေကြောင်းကိုလည်း နောက်ထပ်နာမည်သတင်းများမှထပ်မံတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးတင်နားဆင်ခဲ့တဲ့သတင်းပေးသားများကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြပါသတင်းဒေါ်လာရေးဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။